ကျွန်တော်ဆက်လက်ပြီးတော့ဘုရဘူးသားသမီးတွေရဲ့မိတ်ဆွေများရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်မှာဖြစ်ပါတယ်အဲ့တော့73ရက် AB လ2025မှာ25တနင်္ဂနွေနေ့ကနေပြီးတော့19ရက် AB လ2025စနေနေ့အထိတပတ်တာကာလအတွင်းဘုရဘူးသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင်ဘုရားဗုဒ္ဓသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်မှာဆိုရင်တော့ ပျော်ရွှင်စရာကိစ္စတွေကြုံရမယ်ကောင်းသောခီးတွေဟုတ်လားသွားရမယ်အကျိုးရှိတဲ့ခီးတွေဖြစ်မယ်အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေလုပ်လို့ရတယ်ဟုတ်လားကြောင်းကြဆိုရင်ပူပန်ရတယ်ဆိုတာမျိုးတွေမရှိတော့ဘူးကောင်းစွာကိုယ်မှရှိတဲ့အခက်ခဲတွေကိုလည်းကြော်လွားလွတ်မြောက်နိုင်မဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့လွတ်လွတ်လပ်လပ်ဟုတ်လားပေါ့ပေါ့ပါပါလောက်အကန်ရကိုလောက်တာတွေကလည်းအကျိုးပေးအရာထင်ဆိုတဲ့တပတ်တာကာလမျိုးဖြစ်ပါတယ် အဲ့တော့ဒီတစ်ပတ်မှာအကူအညီဆက်သွယ်အထောက်ပံ့ဆိုတာမျိုးတွေလည်းရတတ်တယ်လက်မဲ့အခြေအနေကနေပြီးတော့လက်ရှိအခြေအနေတရပြန်ပြီးတော့ဖြစ်လာမယ်အလားတူပဲဒီတစ်ပတ်မှာဆိုရင်ဟာလားအဆက်သွယ်ကောင်းနေအကူအညီအထောက်ပံ့ကောင်းနေရတတ်တယ်ဆိုတဲ့တစ်ပတ်တာဖြစ်ပါတယ်အဲ့တော့ပြတ်တောက်နေတဲ့အဆက်သွယ်တွေပြန်ပြီးတော့ချိတ်ဆက်မိမယ်ရမယ်ဆိုတဲ့သဘောပါအဲ့တော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ဟာလားကိုကလူငယ်များအဖို့အနေနဲ့ဆိုရင်တော့စမ်းပွင့်တတ်တယ် ဆိုတဲ့တပတ်တာဖြစ်ပါတယ်ချစ်သူဤစားတစ်တေရတတ်တယ်ဟလာအချင်းမေတ္တာကြီးနဲ့ပတ်သက်လို့အိမ်တော်ကြီးနဲ့ပတ်သက်လို့ဝမ်းသာရမယ်စိတ်ချမ်းသာရမယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့အစင်မပြေမသိမြတ်တဲ့အချင်းအိမ်တော်ကြီးကိစ္စတွေဒီတစ်ပတ်မှာညှိနှိုင်းဆွေးနွေးဆောင်ရွက်ခြင်းဖြင့်ပြန်လည်ပြီးတော့ဟလာမေတ္တာတတ်ဝင်ချစ်ခင်လာနိုင်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုယ်ပိုင်လုံငန်းအယောင်းဝယ်တွေလည်းဒီတစ်ပတ်တာမှာအထူးအကျိုးပေးတယ်။လောက်ကန်ကြံစီတဲ့အလောက်ကန်အကြံစီခွင့်လန်းနေအောင်မြင်မယ်။ငွေကြေးလက်လာဘပေါင်းများတဲ့ငွေကန်ကောင်းတဲ့တစ်ပတ်တာဖြစ်တယ်။ လားတူပဲဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ကိုဟာကျမ်းမကြီးမကောင်းတဲ့သူအဲ့ရတဲ့လဲနေတဲ့ခြူကြတဲ့မိတ်ဆွေတွေဒီတစ်ပတ်မှာကျမ်းမကြီးနဲ့ပတ်သက်ရင်ပြန်ပြီးတော့ကောင်းလာဖို့ထောင်မှန်းလာဖို့ရှိတယ်။အဲ့တော့ဒီတစ်ပတ်မှာဆိုရင်တော့ဆိုင်ကနာယုံကန်းတွေဖွင့်မယ်အလုပ်သွားရှောင်မယ်အင်တာဗျူးပြင်မယ်အခြားသောအရေးကြီးကိစ္စတွေဒီတစ်ပတ်မှာစီမံဆောင်ရွက်မယ်လုပ်ကန်ကြံစီမယ်ဆိုရင်လှုပ်ချင်းပြအောင်မြင်ကန်ကောင်းနိုင်တဲ့ကန်တရားမျက်နှာသာပေးတဲ့ကန်လိုက်တဲ့တပတ်တာလို့ပြောလို့ရပါတယ် အဲ့တော့ဒီတစ်ပတ်မှာအလွန်ကံကောင်းနေတာဖြစ်ပြီးဒီတစ်ပတ်ရဲ့ကံကောင်းလက်ရှင်ကနန်းဒီငါးကနန်းအကျိုးပေးတဲ့အကြောင်းကတော့ပန်းရောင်ဖြစ်ပါတယ်ဘုရဘူးသားသမီးမိတ်ဆွေများတော့ပါ